ကျွန်တော်တို့ဟုတ်တာပို့တာခဏတာနော်ဗာလဲနေအောင်အာဟိုဗာလဲဟိုတချင်းလေးရှိရဗျာဆုံးကရှုံးကတာနေမှာပဲလေအမြဲရှုံးနေမှာပဲလေစိုက်ကစိုက်ကိဆိုတော့လည်းတချင်းလေးပေါ့နော်ဟိုစိုက်ကိစိုက်ကိဦးဆိုတာမလေးရှားမှာအာဆီယံအော်စတာနဲ့ဘောလုံးကန်တယ်လို့ကြားတယ်နော်ဘောလုံးကန်တယ်လာကန်တယ်ပေါ့ဗျာလာကန်တော့အမေကျွန်တော်တို့မြန်မာကမမောင်လွင်အဲ့မှာပါတယ်ဗျာခင်ဗျားတို့သိပြီးသားပါမမောင်လွင်ပါတယ်မမောင်လွင်ပါတော့မမောင်လွင်ကအမေမမောင်လွင်က သူတို့ကမမောင်လေးကတကိုးသွားသွင်းတယ်။မယူသွားပြီးမစင်မချင်းတကိုးသွားသွင်းတယ်။ကြည့်လေလို့ကြအောင်တော့မယူကတော့လေကြံပြီးတော့မာနိုင်ငံကြီးဆင်းလာရင်ဒုက္ခအကုန်လုံးဒီမှာရှိတဲ့ဆိုက်ကားတွေအကုန်လုံးဆိုက်ကားသမားတွေအကုန်လုံးအချိန်ပြည့်မောင်းနေအောင်မယ်နော်နေနေအောင်ပဲ။အဲ့တော့ဘာပြောချင်တာလဲဆိုလို့ရှိရင်အဘလက်ထက်မှာပေါ့နော်မောင်မောင်လွင်ကနေမှသူတော်ဘာနိုင်ငံမှာဟုတ်လားအကြီးဆုံး Manchester United အတင်းကြီးကိုကိုးတွန်းလိုက်တဲ့ဆိုတော့ပြောချင်တာနော် မြန်မာအကစားအဖားလက်ထံမှာကဘာကိုလွှမ်းနေပေါ့ဗျာဘလို့ပဲလွှမ်းလွှမ်းပေါ့ဗျာမန်ယူမြန်မာနိုင်ငံကိုတွန်းလိုက်တဲ့ဆိုတော့ဂုံဘုံကြီးကဒီတော့ဂုံဘုံကြီးဘလူးလက်ထဲလဲဆိုရင်တော့ဒါဘာလက်ထဲကာကြောကြီးလက်ထဲပေါ့ဗျာကာကြောကြီးလက်ထဲပေါ့နော် ဲမင်္ဂလာပါဒီနေ့ကတော့เนาะဒုံစံတိုင်းရဲ့ဗီဒီယိုဖိုင်အပိုင်းစာလေးကိုပြန်ကြည့်ရမှာဖြစ်ပါတယ်ဒီမှာပထမအုပ်ဆုံးကြည့်ရမယ့်ဗီဒီယိုဖိုင်ကတော့เนาะမကူတိုင်းတာစစ်ခွီးတကောင်ပါပြောသွားတယ်နားထောင်ကြည့်ကြည့်အောင်เนาะနားထောင်ကြည့်ကြည့်အောင်အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့မကူတိုင်းတာဖြစ်ပါတယ်อืมကိုလက်ရှိတောင်ဝန်ထမ်းဆောင်နေတာတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာอืมစမ်းပြည်မှာကျွန်တော်ပြောချင်တာက မကွေးတန်းရဲ့သတင်းလေးတစ်ခုရလို့မကွေးတန်းစမဝဲမြို့နယ်ဧကရရဲစခန်းရှိမှာဂိတ်ချထားပါတယ်အဲ့ဒီဂိတ်ဟာပတ်စံတောင်းတာကျန်းတယ်လို့ယောနီ60ကသူဒီကကျွန်တော်သတင်းပေးပါတယ်အင်းအဲ့လိုပြီးတယ်ဆိုတာလေပြည်သူတွေအတွက်ကောင်းပါတယ်အင်း ခင်ဗျားတို့လုံရက်တွေမှားနေတယ်ဆိုတော့ခင်ဗျားတို့သိရလားအင်းဂိတ်ချပေးထားတယ်ဆိုတာမတမာတဲ့သူတွေဝင်မလာအောင်လို့ဂိတ်ချပေးထားခြင်းဖြစ်ပါအင်းခင်ဗျားတို့ဆိုင်ကတစ်စီးကိုတစ်ထောင်တောင်း၅အတောင်းကားတစ်စီးကို၂ထောင်တောင်း၃ထောင်တောင်းတောင်းမှုဂိတ်ချပေးထားတာမဟုတ်ဘူးအင်းခင်ဗျားတို့ကဘလို့ဖြစ်လဲဆိုတော့ဂိတ်မှာထိုင်ပြီးတော့ကားလာရင်ပတ်စံတောင်းမယ်အင်းတောင်းလာရရင် ကံမှုအံ့အံ့မအပ်ဘူးဆိုရင်ဘာလုပ်မလဲခင်ဗျားတို့ဂိမ်းထည့်ဆုံးမယ်อืมဂိမ်းရှုံးရင်ကာလမားတွေပုံပြီးညက်ပြီးတောင်းမယ်စောက်ကျင်လေးတို့ပြင်ပါတော့အခုလိုပတ်စံတွေကောက်နေတာကိုပြည်သူတွေကပြောပိုင်권မရှိမဟုတ်ဘူးပြောပိုင်권ရှိอืมဒါပေမဲ့ပြည်သူတွေကမပြောရဘူးပြောရရင်ပြောလိုက်တာနဲ့ဘယ်သူဘဝပြောရဲဆိုတော့ခင်ဗျားတို့ထောက်လန်းပြီးလိုက်ဖမ်းอืมအဲ့လိုတွေရှိเนาะ တော့ပြည်သူမပြောရတဲ့စကားကိုကျွန်တော်ပြောပြမယ်อืมပြောပြခင်ဗျားတို့အဲ့လိုဂိတ်တွေချပြီးထားရဲဆိုတာမတမာသူတွေကိုဖမ်းဆီးဖို့နော်တရားမဝင်တာတို့စစ်စစ်မြင်းမြန်းမှုอืมအပြစ်မဲ့ပြည်သူတွေကိုခင်ဗျားတို့ဒုက္ခပေးဖို့မဟုတ်အပြစ်မဲ့ပြည်သူတွေခင်ဗျားမတနေ့လုံးမတနေ့စားရတယ်ဘောကอืมอืมနော်ခင်ဗျားတို့မလာလာရှိလာတယ်နဲ့လောက်အောင်စားကိုဝင်ဝင်နဲ့ထောင်းဝင်ကြီးအောင်စားอืมအပေါ်ငွေရှာရဲဆိုတာ ဘာလို့ဖို့လဲအဖအကိုအားကြလို့လေခမရမိသားစုအဆင်ပြေဖို့လားอืมခမရမိသားစုအဆင်ပြေတယ်ဆိုရင်ကျန်တဲ့မိသားစုတွေဘဝပြတ်ပေးရမှာလားอืมဟမ်ခမရတို့ကဒီကိစ္စတွေဒီလိုဒီပတ်စံတွေတောင်းနေတယ်ဆိုတော့ခမရတို့မျိုးနယ်မှုတွေတိုင်းမှုတွေသိလဲอืมဟမ်အဲ့လိုပြောရင်ဘယ်သူမှသိမှာမဟုတ်ဘူးအဲ့တော့ခမရတို့ ဧကရေစခန်းကိုကျွန်တော်ပြောချင်တာကခမားတို့တွေရတန်းရပ်ပါအင်းခမားတို့ကြောင်းတဲ့အဖွဲ့အစည်းအလုံးဒုက္ခသူပြောချင်တာကတော့အဖွဲ့အစည်းအလုံးဒုက္ခရောက်မယ်လို့ပြောချင်ပုံရတယ်နော်ဒါပေမဲ့နော်မင်းတပအကိုတိုင်းကတခိုးကြီးလေမင်းတပကိုလည်းပြောနော်โอเคมองมองรอนเนาะ မောင်မောင်လွန်အရန်ခိစားတော့မောင်မောင်လွန်ရဲ့အင်တာဗျူးလေးကိုနားထောင်ကြည့်ကြအောင်နော် Manchester United behind, AC and All Stars 1, Manchester United 0. ခဏနဲ့ဆက်စပ်။ဒီမိတ်ဆက်တသားသမားတရားရောင်းလို့ဂျာစီလဲခဲ့တော့ရှိတယ်။ဟုတ်။ဂျာစီတော့မလဲခဲ့ဘူး။သူတို့ဟိုမျိုးလူရှင်ကတော့အရင်ပေါ်ရွယ်ပေါ့နော်။ကျွန်တော်ဟိုအဲ့လိုမျိုးကိုသွင်းနိုင်တော့ congratulation လာလုပ်တယ်။ဟိုကျွန်တော်လည်းသူပြန်ပြောပြတာပေါ့နော်။ငါကတော့မြန်မာနိုင်ငံငါတို့နိုင်ငံမှာတော့မန်ယူအားပေးရလို့များရှိတယ်။သူက okay သူသိတယ်ပေါ့နော်မြန်မာနိုင်ငံကို။အဲ့တော့ကျွန်တော်မင်းဘယ်သူအိမ်လိုချင်လဲပေါ့နော်အဲ့လိုမျိုးတော့မေးရကျွန်တော်ဘလူးနိုအိမ်လိုချင်တယ်ဆိုတော့သူကိုယ်တိုင်ပဲသွားပြီးယူပြီးတော့ကျွန်တော်လာပေးရအောင်ဟုတ်ကဲ့ဘလူးနိုအိမ်ကြီးလာဟုတ်ကဲ့ဘလူးနိုအိမ် ဘူးဘူးလုံးဝမကျွတ်တော့ဘူးအော်ဒါဒီနေ့ပဲဟောမှာနော်ဒါတော့ဟိုဘယ်လိုရမလဲအေးမှန်မှန်လေးနဲ့ထည့်ပြီးတော့သိနေမောင်မောင်ကလည်းချီမောင်းနဲ့ငါပေါ့ရဲ့ဗီဒီယိုဖိုင်ကိုဆက်နားထောင်ကြည့်ကြည့်အောင်နော်မြွေမင်္ဂလာညချမ်းပါဗျာဒါဒီနေ့ကတော့၂၉ရက် မလာပါဘူး2000နဲ့မှ25ဖြစ်ပါလေဗျဒီနေ့ညမအာကသာကဘာကိုလွှမ်းရမည်ဆိုတဲ့အတိုင်းပဲပေါ့နော်ဟိုကတော့မောင်မောင်လွင်ပေါ့မောင်မောင်လွင်ပေါ့နေရတာဥရောပမှာလည်းနာမည်ကြီးဆုံးနော်အင်္ဂလန်နိုင်ငံမှာလည်းနာမည်ကြီးဆုံးမန်ချက်စတာယူနိုက်တက်တို့နဲ့နော်မန်ချက်စတာယူနိုက်တက်နဲ့ဥစဉ်တော့အားပေးတဲ့အတင်းပေါ့ဗျာကလေးပေါ့စားကလေးအားပေးလာတဲ့အတင်းကိုမန်ယူတင်းကိုမြန်မာက မောင်မောင်လွန်ရဲ့နေကိုတွန်းလိုက်တယ်ဆိုတော့ဒါမြန်မာတို့ဒီတစ်တော့ဖွင့်ကြည့်လိုက်တဲ့အတိုင်းမှာတဲ့မောင်မောင်လွန်ကိုတွန်းတာတွေပဲအားလုံးတွေ့ရတာပေါ့ဗျာနော်ဒါဝန်တာပီဒီဖြစ်ရတာပေါ့ဝန်တာပီဒီဖြစ်ရတယ်နော်အဲ့ဒီမှာဝမ်မတာနိုင်တာကတော့မူရိတာမပွားနိုင်တာကတော့ဘာလို့လဲဆိုလို့ရှိရင်တော့ခင်ဗျားတို့ဒီအတိုင်းပဲနော်စီဇန်ကမလုပ်လို့တဲ့ ော်မော်လွင်ကပေါ့မိုင်ကိုကိုတွန်းတာအတိမှန်ပြီပေါ့အင်ဂျီကနေစီရီယံမလို့လို့ပေါ့နော်အာသာအောင်ကပါစီရီယံလောက်တဲ့သူတွေဘာညာပေါ့စီရီယံလောက်တဲ့သူတွေကတော့ကကြောင်ကန့်နေရတာပဲနော်အဲ့တော့ဘာပြောချင်တာလဲဆိုလို့ရှိရင်အဘလက်ထက်မှာပေါ့နော်မောင်မောင်လွင်ကနေမှာသူတော်ဘာနိုင်ငံမှာဟုတ်လားအကြီးဆုံးမန်ချက်စတာယူနိုက်တက်အတင်းကြီးကိုကိုတွန်းလိုက်တဲ့ဆိုတော့ပြောချင်တာနော်မြန်မာအကစားအဖားလက်ထံမှာကဘာကိုလွှမ်းနေပေါ့ဗျာဘလို့ပဲလွှမ်းလွှမ်းပေါ့ဗျာမန်ယူမြန်မာနိုင်ငံကကိုတွန်းလိုက်တဲ့ဆိုတော့ ဂုံဘုံကြီးကဒီတော့ဂုံဘုံကြီးဘလူလက်ထဲလဲဆိုရင်တော့ဒါပါလက်ထဲပါလက်ထဲကာကြောကြီးလက်ထဲပေါ့ဗျာကာကြောကြီးလက်ထဲပေါ့နော်ခင်ဗျားတို့မတ်တိကျွေးလက်ထဲဆိုလဲမတ်တိကျွေးလက်ထဲဆိုပြီးခင်ဗျားတို့ကြွားလုံးနဲ့ထုတ်ထုတ်လို့ပြီးမှာမဟုတ်ဘူးနော်အဲ့တော့အဲ့ဟိုအဲ့တော့စီစီရီယန်လာလုတ်သွားလို့ရှိရင်မမောလုံးနာစီရီယန်လုတ်သွားမယ်စီရီယန်ပြုတ်သွားမယ်ဆိုလို့ရှိရင်ဒီလိုလဲကွာကြော်မှာမဟုတ်ဘူးအမှန်လေဒါလိုလေအတိအမှပြုခံရမှာဘယ်ကြောင့်ခင်ဗျားဗျာအဲ့မြန်မာနိုင်ငံကဘောလုံးတွားကန်ပြီးမှပြမလာဘဲနဲ့ စီရီယံလုတ်တယ်ဆိုတဲ့ကောင်တွေဗျာဂိုရမတွေပါတယ်ဂျပန်နိုင်ငံမှာဆိုအဲ့ကောင်တွေခုဘယ်ကြောင်ကန့်နေတယ်ဘယ်ရောက်နေပြီလဲဘာလုပ်နေပြီလဲကြည့်လိုက်အတိမတ်ကိုအပြုမခံရတော့ဘူးဗျာသူကဘယ်ကိုကူစားပြုမှာလဲဘယ်နေရာမှာလဲကူစားပြုလို့မရဘူးဗျာဂျပန်နိုင်ငံမှာလဲကြောင်ထိုးခံတယ်နေရာတိုင်းမှာကြောင်ထိုးခံတာဗျာစီရီယံလုတ်တယ်သူစီရီယံလုတ်တယ်စီရီယံလုတ်လို့ကောင်းစားသွားတယ်သူများရှင်ဥစဉ်လက်ညှိုးထိုးပြသားမြောက်ပြည့်တဲ့သူပဲကောင်းစားသွားတာမြောက်ပြည့်တဲ့သူပဲကောင်းစားသွားတာနော် တော့စီရီယံလို့လို့ကောင်းစားသူရှင်ပောက်ကတော့လည်းညှို့ထုတ်ပြဒါပေမဲ့စီရီယံဓမ္မတွေကိုမြှောက်ပေးရတူတွေကတော့ကောင်းစားသွားတယ်ဥပမာကြည့်လိုက်ခင်းလိုက်ဆိုလို့ရှိရင်နမခတိုင်းထဲမှာတော့မှအဆင်ပြေသွားပြီနော်အဘိုင်းနဲ့ခင်းလိုက်နဲ့အဆင်ပြေသွားပြီနမခတိုင်းထဲမှာဥစ္စနောဝင်းသားတယ်နော်လမ်းမှန်ရောက်သွားတော့ဝင်းသားတယ်နော်အခင်းလိုက်လို့ဆိုလို့ရှိရင်အဆင်ပြေသွားပြီအာအများကြီးပဲအဲ့မှာခင်ဗျအိန္ဒရာကျော်စင်တို့ဘာလို့ဆိုလဲအဆင်ပြေသွားပြီဒါရိုက်တာဝိုင်းလို့ဆိုလဲအဆင်ပြေသွားပြီရတူမြောက်ပြေးရတူတွေအဲ့တော့မြောက်အဘိုင်းလက်ထက် ဒါပေမဲ့စီစီအလုပ်ကိုဟာမလုံးနဲ့မလုံးနဲ့ဘာညာကူကွာဆိုပြီးမြောက်ပဲလူတွေကတော့အကုန်လုံးအဆင်ပြေသွားကြတာပဲเนาะအဆင်ပြေသွားကြတာပဲဒါလေးလေဥစဉ်ကဒါကြားဖြတ်ပြောပြတာပေါ့ဗျာเนาะအဲ့တော့ဘာပြောပြောအကျိုးကြီးလက်ထက်မှာတော့မောင်မောင်လွင်တို့ကတော့ဒါအချစ်မြန်မာနိုင်ငံတနိုင်ငံလုံးကလည်းချီးကျူးခံရတယ်ဗျာနိုင်ငံတကာနိုင်ငံလည်းအားလုံးကလည်းဒါမြန်မာဆိုတော့မောင်မောင်လွဲပြပြသွားတယ်ဒါဘူးလက်ထက်လက်ကောက်ကြီးလက်ထက်ပေါ့ဗျာတော့ဘာလက်ထက်မှာမောင်မောင်လွဲ ုံးတော့ဝါရဝရဘုံမင်းလင်လာလို့ဘောဘောဘုံကိုင်းနဲ့ဝါညာကြည့်ရတယ်အဲ့ဒါခမရဒီတော့မောင်မောင်လေးကိုရွေးတော့ဘောလုံးဥက္ကရာဥသောသောကနေရွေးမယ်ဗျာဘောလုံးဥက္ကရာဥသောသောထဲမှာဘယ်လိုလိုရှိမှာခမရစဉ်းစားလာကြည့်ကြတော့ဗျာနော်စဉ်းစားလာကြည့်ကြရတော့အဲ့တော့ဘာပဲပြောပြောမြန်မာပြည်ရဲ့တမိုင်းဟာဒါကောင်းလာပြီလို့လဲတဖြည်းဖြည်းနဲ့ကတော့ဒါဆေးမှဆိုလို့ရှိရင်လဲနော်ခီရီရောက်ရောက် ်လက်ပြသားသားလှုပ်ဆောင်မှုပဲလိုတယ်เนาะစီယုံမှုကောင်းမှုပဲလိုတယ်ခြေထမ်းမှာလိုအပ်ချက်တွေကိုထောက်ပံ့မှုပဲလိုတယ်အချင်းချင်းညီညွတ်မှုစီလုံးမှုပဲလိုတယ်ဦးဇင်းတို့ဗဇက်ဆက်ပြီးကဓမ္မတော်တော်များများအားလုံးကလည်းအချင်းချင်းနေမတိုက်ခိုက်ကြနဲ့เนาะညီညွတ်ရဲ့စီစီကြလုံးနဲ့เนาะအချင်းချင်းတိုက်ခိုက်မယ်အချင်းချင်းပြောင်းလို့မတဖက်ကလည်းပြန်ပြောမှာပဲအကုန်လုံးကတော့ပုထုဇဉ်တွေပဲเนาะပုထုဇဉ်တွေပုထုဇဉ်တွေအကုန်လုံးကယဟန္တာရည်လဲမော်ရိယပုံကိုယ်ရည်လဲမော်အနာဂတ်ကြီးလဲမဟုတ်ဘူးပြန်เนาะအနာဂတ်ကြီးလဲမဟုတ်ဘူးအဲ့တော့ သူပြောရင်တော့မဟုတ်ရင်တော့ပြန်ပြောကြမှာပဲပြန်ပြောရမလို့တဲ့ပြဿနာဖြစ်မယ်เนาะအဲ့ဒါတော့ဘာပြောပြောမစည်းလုံးမှုဒီခုကခင်ဗျအန်ယူဂျီမှာဆိုလဲကြည်လိုက်ပဲအန်ယူအန်အန်ဒီနီပိန်းနေဆိုလဲကြည်လိုက်ချင်းချင်းနေကွဲနေဥရောပါလိုက်ကွဲနေအချင်းချင်းတိုင်းမွန်တက်နေအခါလေးအခုမှကျုပ်တို့ပြောရလို့ဆိုဘောမပေါ့ဗျာအခုမှဘောမတွေကချင်းချင်းနေဘာဖြစ်တဲ့ညာဖြစ်တဲ့ဆိုရင်မဟုတ်လားဟိုလိုတိုက်ခါဒီလိုတိုက်ခါဆင့်ဝါနာလို့ပြီးပုံကြီးချက်ပြီးမပြောကြပါနဲ့လို့ဥစဉ်တော့မင်းတရရခံချင်ပါတယ်ဗျာနော်မင်းတရရခံချင်ပါတယ်နော် မတိုက်ခိုက်ကြပါနဲ့လို့ပဲမေတ္တာရက်ခံခြင်းပါတယ်ခင်ဗျားတို့ပြောခြင်းနဲ့ခင်ဗျားတို့အပေါ့ကူတော်တပည့်တွေကိုပြောခြင်းနဲ့ပေါ့ကူတော်ဝါတွေကိုပြောခြင်းနဲ့နိုင်ငံတော်အပုံကံပြောပါပြည်သူလူထုဒုက္ခရောက်မဲ့ຢာဆိုပြောပါဥသိုံးလည်းလှမ်းပြောလို့ရရနော်အဲ့လိုအဲ့လိုမှမဟုတ်နဲ့ခင်ဗျားတို့အမြင်ကတည်းကပုံကူရရရှိပြီးအေးစစ်စစ်ဖြစ်ပြီးမှပြောပြပါအေးစစ်စစ်ဖြစ်ပြီးမှလောက်ကြပါလို့ဥသိင်းအနေနဲ့တော့ဒါမေတ္တာရက်ခံခြင်းတာပေါ့ဗျာနော် ဒါဥစဉ်တို့တွေကတယောက်နဲ့တော့စိတ်ကြပိုင်းဆိုင်ရာဒီချိန်မှာမကြောက်ဘူးအရေးကြီးတဲ့ဒီဘိနေရတော့ဘယ်နေရာကြာပြီဘယ်နေရာလုတ်ပြီဘယ်နေရာဖြစ်ပြီဆိုပြီးဝါရတွေဖြန့်နေတယ်တော့ငါကဆိုဝါရတွေဖြန့်နေပါဆက်စပီကာနဲ့ခင်ဗျဒီဘိနေရစစ်တိုက်ဝါရအများကြီး PVC တို့ခင်ဗျခစ်တေတို့မင်းစီမာတို့ပဇက်စပီကာနဲ့တိုက်ဝါတာနော်အာဗမိုကြီးကြာဝါကြီးဗမိုကြီးလောက်ဗမောမကရရခွေးတွေဝတ်တွေတင်းနေရတာပဲနော်ဗမောမကရရခွေးတွေဝတ်တွေတင်းနေရတာအများကြီးပဲအများကြီးပဲတင်းနေရတာရေနော် အများကြီးပဲကျန်းနေရရေးလဲဖားကန်တကြောမှာဆိုတော့ဒီတိုင်းပဲနော်အဲ့တော့ဒီကြားပြပြပြောဦးမယ်ဒီရက်ထဲမှာတော့ဥစဉ်တော့ဟုတ်လားနှထိုးကြီးပေါ့နော်နှထိုးကြီးမှလည်းဟိုတလောကတို့တို့တွေဒါတန်းဝင်လိုက်အောင်တို့တွေရ driver ဆိုအောင်ဝေးတော့ခံကြတော့ဘူးပြောနော်ဒါပေမဲ့တန်းဝင်လိုက်မှတို့တွေပေးဆက်လိုက်ရတယ်အများကြီးတန်းဝင်လိုက်ရနေမှဒီဘက်ကိုစုတ်ခိုင်းတာကလည်းဒီရက်ထက်ကအမိန်ရစုတ်ပြလိုက်တာနော်တို့စုတ်ပြလိုက်တာမဟုတ်ဘူးပူပေါင်းလိုက်တာပေါ့ဗျာနော်အဲ့တော့နှထိုးကြီးဒီရက်ထဲမှာဂယူဆက်ရမယ်နှထိုးကြီးပြောချင်တာကနှထိုးကြီးမျိုးထဲမှာပြည်သူဆိုတာမရှိတော့ဘူးအင်း เนาะပြည်သူဆိုတာမရှိတော့ဘူးအဲ့တော့အဲ့တော့နထိုးကြီးမျိုးတဲမှာရှိတဲ့ကြီးเนาะတမရရနဲ့ရဲပဲရှိမယ်ကျန်တဲ့တူတွေကတော့မျိုးတွေဝင်လာဝင်လာဆိုပြီးညှာလို့ခင်ဗျားတို့မရတော့ဘူးเนาะညှာလို့မရတော့ PDF တွေကလည်းလူတို့ကဘဲချင်းဘဲချင်းထွက်ဆိုခိုင်းမိတာလူတို့လူတွေကိုเนาะခိုင်းမိတာခိုင်းမိတာအဲ့တော့ပြောချင်တာက နှစ်ထိုးကြီးကိုဒီရက်ထဲမှာခင်ဗျားတို့ဝင်ဆောင်လိုက်မယ်ဝင်တိုက်လိုက်မယ်သူတို့တွေမကျင်တတ်မှုတွေနဲ့နော်နှစ်ထိုးကြီးတို့မြင်းကြိုင်နှစ်ထိုးကြီးနော်အဓိကတော့နှစ်ထိုးကြီးကိုဝင်ဆောင်မှာနှစ်ထိုးကြီးကိုအင်အားမြောက်မှဆိုတဲ့ဝင်တိုက်မှာအဲ့ဒါကိုလည်းနတ်သကတာဝန်ရှိပုဂ္ဂိုလ်များအနေနဲ့နော်ပြောချင်ပါတယ်ဗျာနော်အဲ့တော့ဘာပဲပြောပြောဖြည်းဖြည်းဖြောမင်းတပတ်ဟောမှာစီးတောက်နေဦးမယ်ဒီကညီကုန်းချုပ်ချင်တာကတော့ခင်ဗျားဗျာကာကြိုကြီးရဲ့လက်ထံမှာမောင်မောင်လွင်ကတော့ ဓမ္မအာဂဒါကဘာဟုလို့လည်းပြောဘယ်မှာဆိုတော့လဲကဘာအတိပိုင်ပေါ့ဗျာမတ်တေရွှေလက်ထက်မှာဆိုတော့ဒီအတိုင်းပဲမန္တေမှာကောနော်ဒါပြောချင်တာကတော့ဘလုံးကဒီမှာတအားကြီးရှာရှာတောက်နေမောင်နေရာတိုင်းနေရာတိုင်းမှာမောင်မောင်လုံးဆိုတော့လဲဥဒ္ဒုံလည်းမောင်မောင်လုံးဟိုအခြေပြုပြီးမှပြောပြောရချင်းဖြစ်ပါတယ်ဗျအားလုံးဒါပါပဲဗျကျော်မြမင်းပြောတဲ့မောင်မောင်တို့အကြောင်းကိုစဉ်းစားထောင်ကြည့်ကြအောင်နော် ခဏတို့ကျွန်တော်တို့ဟုတ်တာမဟုတ်တာခဏတာနော်ဗာလဲနေအောင်အာဟိုဗာလဲဟိုတချင်းလေးရှိရဗျာဆုံးကရှုံးကသာနေမှာပဲလေအမြဲရှုံးနေမှာပဲလေစိုက်ကစိုက်ကိတ်ဆိုတာလည်းတချင်းလေးပေါ့နော်ဟိုစိုက်ကိတ်စိုက်ကိတ်ဦးဆိုတာမလေးရှားမှာအဆီအော်စတာနဲ့ဘောလုံးကန်တယ်လို့ကြားတယ်နော်ဘောလုံးကန်တယ်လာကန်တယ်ပေါ့ဗျာလာကန်တော့အမေကျွန်တော်တို့မြန်မာကမမောင်လွင်အဲ့မှာပါတယ်ဗျာခင်ဗျားတို့သိပြီးသားပါမမောင်လွင်ပါတယ်မမောင်လွင်ပါတော့မမောင်လွင်က အမေမမောင်လင်းကသူတို့သနမမောင်လင်းကတကိုးသွားသွင်းတယ်မယူသွားပြီးမစင်မချင်းတကိုးသွားသွင်းတယ်ကြည့်တယ်လို့ကြအောင်လို့မယူတော့ဘောတွေကန်ပြီးတော့မြန်မာနိုင်ငံကြီးဆင်းလာရင်ဒုက္ခအကုန်လုံးဒီမှာရှိတဲ့ဆိုက်ကားတွေအကုန်လုံးဆိုက်ကားသမားတွေအကုန်လုံးအချိန်ပြည့်မောင်းနေအောင်မယ်နော်နင်းနေအောင်မယ်မမောင်လင်းကအာဆီယံအော့စတာမှာမြန်မာကမမောင်လင်းပါတယ်ဒါပေမဲ့မမောင်လင်းကပို့ထွက်ကစားခွင့်မရဘူးပို့ထွက်ကစားခွင့်မရဘူးနောက်ဟွာမှာတော့94မိနစ်မှာမမောင်လင်းဝင်လာတယ်ဝင်လာပြီးတော့အမေ तू ကဟုတ်တော်မို့တာခဏလား ဖုန်တိုင်းဖုန်ခွာသူတို့မဲမန်ယူသင်းအိုနာနာကိုတကိုးသွင်းပလိုက်တယ်ဗျာနော်အိုနာနာကိုအိုနာနာကိုအစရေကအွန်လိုင်းပေါ်မှာပေါ်လွှဲရနေတယ်လေမောင်မောင်လုံးရဲ့ကန်ချက်ကိုအိုနာနာထိနိုင်ပါမလားလို့မောင်လုံးရဲ့ဂိုးသွင်းချက်ကိုအိုနာနာဖတ်နိုင်ပါမလားလို့အခုတော့တကယ်ကြီးလုံသွားတာမောင်မောင်လုံးရဲ့တကယ်သွင်းသွားတာအိုနာနာကိုးပြလိုက်ရတယ်ဆိုတော့ဩလို့မန်ယူလေတနာပါလေဗျာနော်ကျွန်တော်တို့မန်ယူသင်းရအဲကျွန်တော်မန်ယူဆိုကျွန်တော်မန်ယူသင်းတော့ပါဘူးနော်ကျွန်တော်တို့မန်ယူသင်းရတကယ်တနာဖို့ပေါ့လို့ဗျာ တဖြည်းဖြည်းနဲ့မန်ယူသင်းကိုကြည့်ပြီးတော့ NUG နဲ့တူတူလာတော့ကန်စားတယ်ကျွန်တော်တို့ရောမန်ယူသင်းကိုကြည့်ကြည့်ပြီးတော့အော်လို့မန်ယူသင်း NUG တကယ်တော့သူမ NLD တကယ်လို့ဖြစ်လာသလားတော့မသိဘူးနော်မန်ယူတင်းအခုအာဆီယံအော်စတြေးလျနဲ့ကမ်းခြေမှာမန်ယူတင်း NLD ကိုမပြောနဲ့နော်အခုပြန်ပြန်ရင်တောင်းမှနော်မင်းတပါအဆုံးမှာမပြောနဲ့သူတင်းကသားမကြီးကျွန်တော်ကြည်နေစိတ်မပါတာလားတောင်းပင်မခီးပန်းလားတော့မသိဘူးလေးဒီလေးတွေနေပြီးတော့ဘာမှမရမှမသိဘူးဘာမှအေးမကြည့်လို့ထင်တယ် ပြောရပြောရလေးလေးကစားတယ်အာဆီယံဟိုတွေကတော့အာဆီယံဩစတာကတော့တည်တယ်မိုင်ယူနဲ့ကန်ရတယ်ဆိုတော့အတကုံကန်တာဟုတ်တယ်မဟုတ်လားကန်တာကန်ရတဲ့အခုကျွန်တော်သိသလား82မိနစ်မှာတကိုးသွင်းသွားတယ်အခုကျွန်တော်ရုံးနဲ့ပြောတဲ့အချိန်မှာတော့ပြန်သွင်းခံရလားမခံရလားကျွန်တော်မသိသေးဘူးအဲ့တော့ခင်ဗျားတို့ဘာပြောမြန်မာပမောင်လွင်ကတမိုင်းတော့ဝင်သွားပြီဗျာအင်းစိန်တော့ရောက်မရောက်ကျွန်တော်မသိဘူးတမိုင်းတော့ဝင်သွားပြီမန်ယူသင်းကိုတကိုးသွင်းတဲ့မောင်မောင်လွင်ကမန်ယူသင်းကိုကိုးသွင်းတဲ့မောင်မောင်လွင်ဆိုပြီးနာမည်ကြည့်ပြီးနေထိုင်နေနော်အဲ့တော့ပြောမရအောင်အမ်မိုရင်းကသဘောကျပြီးတော့မောင်မောင်လွင်ကိုခေါ်ခွာရအောင်တရားစီလောက်ယူခေါ်သုံးကြည့်သွားဆိုမှနေထိုင်တဲ့ခုမြန်မာသင်းရဲ့မြန်မာသင်းရဲ့တယောက်က ဟိုကမန်ယူအသင်းမှာတော့ကြားရတယ်ဖြစ်လာအောင်မင်းနော်နေတိုင်းလည်းအာမပေးခြင်းပဲနဲ့မန်ယူမကြိုက်လဲအားပေးနေအောင်မင်းနော်နော်အဲ့တော့ရှိတယ်အဲ့လေကြည်ရင်းနဲ့ကဒါပျော်စရာဖြစ်နားထောင်ကြည့်ပါအဲ့တော့ဒါလေးလေကိုယ်အသင်းကလေကိုယ်အသင်းကကိုယ်ကစားသမားလေးတယောက်ပါပြီးတော့ဂုံကြီးစွာဖြင့်ကံကွက်ရနေတာပဲကျွန်တော်ဂုံကြီးစွာဖြင့်ပြောရင်းနဲ့ဒီနေ့ဟိုထိုင်းနဲ့ဝါနဲ့ဇလန်လေးကြားတဲ့ကြံနေတဲ့ကိစ္စလေးကျွန်တော်တို့ပြောပြပါမယ်အာမနေ့ကြံနေဇလန်မဟုတ်ဗျမနေ့ကထိုင်းဝင်းကျုပ်ဟောင်းတဆင်ကဝင်းကျော်တဆင်ကဝါရဲ့ဒေတာရဲ့မွေးစီဝါကိစ္စတွေကိုပြောတယ် ပြောတဲ့မွေးစဝကိစ္စပြောပြီးတော့ဝါရဲ့မွေးစဝကိစ္စကိုလည်းညှို့ထိုးထောက်ပြရဲထောက်ပြပြီးတော့မှအကယ်၍နာဆကအစိုးရကမလုပ်ဘူးမကင်တွဲဘူးမရှင်းဘူးဆိုရင်တို့အနေနဲ့ဒီကောက်တို့ကင်တွဲဖြစ်ရှင်းမယ်ဆိုတာမျိုးတွေတက်စင်းကပြောတယ်ပြောတော့ပြောရင်တော့အဲ့လိုပြောလိုက်တဲ့အခါမှာနော်အဲ့လိုပြောလိုက်တဲ့အခါမှာဝါဘက်ကတွဲဆိုခွင့်ရှိသူဦးညီရန်ဦးညီရန်ကနေပြီးတော့သူကဘာပြောလဲဆိုတော့ဟိုထောက်ထားအတိုင်းရဟိုဆွဆွဲကြတာဖြစ်တယ်ပုံစံမျိုးပြောပြန်ပြောတယ်ပြီးတော့ အခြေအမြစ်မရှိတဲ့ဆွဆွဲချက်တခုသာဖြစ်တယ်ဆိုတာမျိုးကို neuron ပြောတယ်ပြီးတော့တို့ဒေတာမှာဒါမျိုးတွေမရှိဘူးမွေးဆွေးဆိုတာကအတန်းလုံးကတစ်ကဘာလုံးကတားဆီးနေတဲ့အရာတို့ဒါမျိုးမလုပ်ဘူးပါညာပေါ့ဗျာအဲ့လိုပြောတယ်ဆိုတော့ဒီခါကြတော့လေဟိုဟွာကြနေတစ်တော်မှာတွေ့သူမျိုးပေါ့နေငါ့ရဲ့ဟွာပါလေဟွာပါလေဟိုဒါလည်းဘာသီးလေးပဲရှိသေးတယ်ဟိုမင်းကိုတီးငါမင်းကိုတီးနဲ့ခိုးစားရတာပေါ့ငါမစားပါဘူးလေနှခမ်းမှာတော့ မင်းတို့ဒီအရာရာတွေကိုယ်ကိုယ်လိုက်ကြည့်ဆိုတာမျိုးနော်မစားပါဘူးလေအဲ့လိုမျိုးဖြစ်နေဘူးဝါကလည်းတို့ကတို့ကိုတို့တို့ပြောမှာပါဗျာအမ်မွေးဆိုမလုပ်ပါဘူးမလုပ်ပါဘူးဒါပေမဲ့ကျွန်တော်တို့ကပွင့်နေပြောဝါမွေးဆိုလုပ်လားမလုပ်လားမေးနေတော့ဗျာခင်ဗျားတို့ကဗျာဟိုဟိုတာမန်အခြေခံအသည့်ဉာဏ်ရှိတဲ့နည်းနည်းလေးတော့စာလေးဖတ်ရင်တော့ဝါမွေးဆိုလုပ်လားမလုပ်လား grain တည်တယ်သူတိုင်းတည်အဲ့တော့ခါကြရင်လည်းဟိုဗျောင်လိန်တဲ့ကိစ္စတွေကတော့ဒီကောင်တွေမှာရှိနေရှိတယ်ညီတော်တို့ဘာလို့ဆိုလဲကိုယ်ကအချက်ရှိတဲ့ကောင်တွေမဟုတ်တော့ဗျာဒီကောင်အချက်ရှိတဲ့ကောင်မဟုတ်တော့ဒီကောင် ်ငိုတဲ့ကလင်ငကြီးပြောဖို့ဝင်မလေးတဲ့ကောင်မဒီဟောကတော့လိန်ပါပဲဟောဝတ်တဖွဲ့တော့လိန်ပါပဲကလင်ငကြီးလုံးကြပါဘာလို့ဒီဝိဆိုမလုပ်ဘူးလို့ပြောမှာဒါပေမဲ့သူတို့ဒေတာကိုခင်ဗျတကယ်လိလာတကယ်သာခင်ဗျဟိုပြောရင်တော့ဟိုကောင်းကင်နဲ့ drone နဲ့ပြန်ပြီးတော့လိုက်ပြီးလိလာကြည့်လိုက်ဘိန်းငင်းတွေတွေ့ရလိမ့်မယ်နောက်တော့ဘိန်းတွေကိုချက်လုတဲ့နေရာတွေကိုဟိုမြောက်ခန်းတွေထဲအထဲမှာစသဖြင့်တကယ်တော့ဘိန်းငင်းရှိမှသူကမြောက်မြောက်ခန်းချက်လို့ရတာအချိန်ဟန်သူကတော့ကုန်တခုရှိမှဓာတ်ရုပ်နဲ့ပေါင်းတော့ဟုတ်ရဲ့အဲ့တော့ what is the sensor နေရာတွေမှာဘိန်းငင်းတွေအများကြီးရှိတယ်အဲ့တော့ဆွဆွဲတော့ ထိုင်းနဲ့နေသားတို့ရှောက်မှာလက်နက်ကင်ဖွဲ့တွေအများကြီးရှိတာပဲဝါတောင်လို့ရှိတာမဟုတ်ဘူးပေါ့ပြောချင်တာကတော့ KNU လည်းဘိန်းချက်ဘိန်းဘိန်းရောက်တယ်ဆိုပြောချင်တာကရားတက်ကကရားတွေကိုလည်းဘိန်းရောက်တယ်လို့ပြောချင်တာအဲ့တော့ထိုင်းနဲ့နေသားတို့ရှောက်မှာရှိတာကနော်ပွန့်လို့ပြောရင်တော့အာနေသားထိုင်းနဲ့နေသားရှောက်မှာဆိုရင်ဥရစက်ကအာဆီယက်ဆရှိတယ်အောက်ကိုဆင်းလိုက်ဝါတောင်ပိုင်းရှိတယ်ဒီဘက်ကဆက်ဆင်းရင်ကရားရှိတယ်ကရားရှိတယ်ပြီးလို့ရှိရင်ဘာတွေရှိသေးလဲဆိုတော့ပိုးအုပ်ပိုးအုပ်စုတွေလည်းရှိသေးတယ်နောက်တစ်ခုကဟို EBS ရဲ့အုပ်စုတွေလည်းရှိသေးတယ်နောက်တစ်ခုဒီအောက်ကိုဆင်းကရင်အုပ်စုတွေရှိတယ်အဲ့လိုအုပ်စုတွေရှိကြတော့ ။ तू ကဘာလဲအဲ့ဒါဆိုရင်ဝါဝါဝါ तू ကဒါဆို तू ပြောတဲ့အတွက် तू ကကရင်အုပ်စုကိုလည်း तू ဆွဆွဲနေ၊ကရားကိုလည်းဆွဆွဲနေတာလား။ ABSD ABS ရဲ့အုပ်စုကိုလည်းဆွဆွဲနေတာ၊ပိုးအုပ်စုကိုဆွဆွဲနေတာလား။နောက်အာဆက်ဆက်ဥပဒေကိုဆွဆွဲနေတာလား။ဘု து तू လမ်းညွှန်ထုတ်နေတာ။ငါတို့ရွေးရှိတာမဟုတ်နေသမှာဒီကောင်လေးရှိတယ်။အဲ့တော့မင်းငါတို့ကိုလုပ်နေပြောနေ။ဟိုကောင်လေးလည်းလုံးလုံးမပေါ်ဆိုလို့ညို့ထိုးကျင်လာတော့မသိဘူး။ဟိုကညီရန်ပေါ့နော်။ဟိုညီရန်။ဆိုတော့တခါတခါကျရင်ယူရတော့ကောင်းတယ်နော်။အဲ့ဒါဒါလည်းပို့လို့ပြောရတော့ဟိုသူတို့ထုတ်ပြန်တာပေါ့နော်။ဒါပေမဲ့ကျွန်တော်ကတော့အဲ့ဒီဟာက ဒီကိစ္စကိုတို့တို့အကြောက်ကံဘယ်လိုပဲညင်းနေညင်းနေတကဘာလုံးကတိထားပြီးသားကိစ္စဝါမှာမွေးစေဝါရှိတယ်ဆိုတော့တကဘာလုံးကတိထားပြီးသားကိစ္စဖြစ်တဲ့အတွက်ကျွန်တော်တို့တော့ဒါကြီးကိုတော်တဲ့တော့ညင်းကျွန်တော်အေးဆေးနေတယ်ဒါပဲသူကြတဲ့တစ်ချက်ကထိုင်းဟာဒီအပိုင်းမှာ topic နှစ်ခုဝါနဲ့ပတ်သက်ပြီးတင်လာတာတွေ့ရတယ်ဝါနဲ့ပတ်သက်ပြီးတော့ထိုင်းတင်လာတဲ့ topic နှစ်ခုရှိသွားတယ်အခုဒါမွေးစေဝါကိစ္စကိုထိုင်းဝင်ကျော်အသက်ဆင်ကိုတိုင်းက officially ထုတ်ပြောပြီးတော့နှိမ်နင်းရမယ်လို့ပြောတာတစ်ချက်ထိုင်းနဲ့ဝါနဲ့ညီတာ top ဒီအပိုင်းမှာ topic နှစ်ခု ရှေ့ရကြီးတာဆို၃ခုရှိပြီထိုင်းတော့ဝါနေကြီးတော်ပဲ၃ခုရှိသွားပြီရွေချက်ကတော့တစ်ခုတော့တစ်ခုပဲပေါ့ဘာလို့ရွေနေတော့မသိဘူးစောင့်ကြည့်အောင်ပါလားအဲ့တော့ဒီမွေးစွာကိစ္စကိုမနေ့ကတက်ဆင်ကပြောပြီးပြီပြောတဲ့နောက်မှာညီရန်ကဒီနေ့ပြန်ညင်းတယ်ညင်းပြီးတဲ့နောက်ညင်းတာညင်းတဲ့တစ်ပိုင်းထိုင်းဘက်မှာနောက်ထပ် topic တစ်ခုထပ်ပြီးတော့တင်လာတယ်ဘာတင်လာလဲဆိုတော့နန့်ခုတ်မြည်ရင်ညင်းညမ်းမှုဆွေးနွေးဖြစ်ရှိမှုစစ်တပ်နဲ့တွေ့ဆုံမယ်လို့ထိုင်းသူဝင်ချုပ်ကပြောလာတယ်ဆိုတော့ကနန့်ခုတ်ဆိုတဲ့ကိစ္စကိုဘယ်လိုပြောလဲဆိုတော့ဘဝဘဝရဲ့ဒေသပဲလို့ပဲထပ်ပြီးပြောပြရစီတော့ဗျာနော် ဲ့ဒီထိုင်းနိုင်ငံကဝါနဲ့ဆက်ဆက်တဲ့နေပြည်တော်မှာနေပြည်တော်မှာမွေအမြေရှားတတုပူပေါ်တာရှိတယ်။ရွှေတတုပူပေါ်တာရှိတော့တေးုံနဲ့ပေါင်းပြီးဝါတယ်မြေရှားရဲ့တူရဲ့ရွှေတူရဲ့အဲ့ဒါတွေကိုနန်းခုတ်မြင့်နေပါဓာတ်ပုံလေးနိုင်ထွက်လာပြီ။ထွက်ပြီးအဲ့ဒါတွေကိုလို့တေးုံထိုင်းဘက်ကဝါလို့ပြီးတော့ကောင်းကွက်ဆိုင်ထွက်လာပြီ။ထွက်ပြီးတော့ပုံလိုက်ပြောတော့ဒါဝါဒီလိုမျိုးလုပ်တယ်တေးုံနဲ့ပေါင်းပြီးဒီလိုလုပ်တယ်ဒါတွေကသူတို့ဒီမြစ်မြစ်ကိုအတူ sharing လုပ်နေရတော့မြစ်တစ်ခုမြစ်ချင်းမြစ်တစ်ခုလည်း sharing လုပ်နေရတော့ဒီကောင်းနေဒီဘက်ချမ်းတူးကျင်နိုင်တူးနေရတွေကအစိတ်သိမ့်မှုတွေကဒီမြစ်ထဲမှာပြတ်မယ်အဲ့တော့ time ပြည်စုတော့ခေါက်အောင်အဲ့ဒါကိုသူတို့ကောက်ွက်တယ်နေလေဒုတိယ topic တစ်ခုဖြစ်နေတယ်မြေရှားသတ္တုတူးဖို့နေတဲ့နတ်ခုမြစ်မြည်ညဉ့်ညမ်းမှုကိစ္စကိုခေါင်းစဉ်တက်လာတယ်ဒီကိစ္စရဲ့လက်တယ်တရားခံဝါဝါအနောက်မှာတရုတ်ရှိတယ်အဲ့တော့လက်တယ်ကသူတို့ပဲဆိုတာမျိုးဝါကိုလည်းညှို့ထုတ်လာအဲ့တော့ပြောရရင်တော့ time ဘက်ကတင်လိုက် topic ကနှစ်ခုရှိပါတယ်နှစ်ခုရှိတယ်တိုင်းကဝါကို မြေမြေရှားတတုတူးတယ်မြေရှားတတုတူးဖို့အတွက်ကိုသုံးတဲ့ဓာတ်ရုပ်ဈေးဝါတွေကငါတို့မြေကြီးညှဉ်းနှံပြီးတော့ထိုင်းပြည်တွေတော့ကောက်တယ်မင်းတို့ဝါတွေလုတာဒါမင်းတို့ဝါတွေလုတာဒါလည်းညှို့ထွက်ရတဲ့ချက်နောက်တစ်ခုကမွေးရေးဈေးဝါတွေကမင်းတို့စီကလာတော့ညှို့ထွက်နှစ်ချက်ရှိသွားတယ်မွေးရေးဆက်ပြီးရောက်တော့ဝါတော်ဝင်တော့မွေးဈေးဝါရှိတယ်ဒူးနဲ့တင်းနဲ့ရှိသေးတယ်ရှိတယ်ဟိုဝါတော်ဝင်ရှိမြောင်းမရှိမရှိလားပန်ဆန်းမရှိလို့ဆိုတာပန်ဆန်းမလည်းရှိနိုင်တာပေါ့ဗျာခင်ဗျာပန်ဆန်းမရှိတဲ့ဟိုပန်ဆန်းမရှိတဲ့ခင်ဗျာ night club တွေဘားတွေကိုသွားဆစ်လိုက်ပြီးတော့တန်းပေါ်တာပေါ့ခင်ဗျာလည်းထုတ်လိုက်တင်းလိုက်ဒူးနဲ့တင်းနဲ့ရှိတာပေါ့ နော်ဒါပေမဲ့တို့ကတော့တို့ကိုတို့တော့မရှိဘူးပဲညင်းပါပဲဘလို့ဖြစ်ညင်းပြောင်းညင်းမယ်လို့ဆိုညင်းပါအဲ့တော့ပြောရရင်တော့ထိုင်းရတော့ပစ်နှစ်ခုတည်ထားပြီဘာနဲ့ပတ်သက်နောက်ထပ်တော့ပစ်တစ်ခုကကြံသေးတယ်အဲ့ဒါဘာလဲဆိုတော့နောက်တော့ပြီးခဲ့တဲ့ရပါပြီးခဲ့တဲ့နှစ်နှစ်နှစ်ပိုင်းနေပေါ့ပြီးခဲ့တဲ့သိပ်မချသေးခင်မနစ်ကလိုပဲပြောမလားဒီနှစ်စောင်းလိုပြောမလားပေါ့သိပ်မချသေးခင်လာပေါင်းညားစွာလွန်ခဲ့တဲ့အဲဆယ်လအတွင်းပေါ့ဒီဆယ်လအတွင်းမှာနောက်ထပ်ပြီးခဲ့တဲ့အဟောင်း topic တစ်ခုရှိခဲ့တယ်အဲ့ topic အဟောင်းတစ်ခုကဘာလဲလို့မင်းဘာလဲလို့မင်း ဝါတောင်ပိုင်းဥစုကထိုင်းနယ်တဲ့အထိကျူးကျော်ပြီးတော့ချန်စီကိုခတ်ကစားဆိုပြီးတော့ဝါကဝါကိုတေထိုင်းထိုင်းရနေပြီးတော့တပ်ပစ်တင်ထားလိုက်တယ်။အဲ့ကိစ္စကလည်းဂူရီတီပြေလေသွားလားမပြေလေသွားလားဝါတွေနေနေဆုတ်ပေးသွားသလားဝါတွေကဘာလုတ်ပေးလိုက်ပြီလဲဆိုတော့မိကုန်းကိုတော့အဖြစ်မထွက်သေးဘူး။သို့တော့ဘာလို့မသိလိုက်ပဲနဲ့အဲ့တရင်ကတိတ်မြုပ်ပျောက်ကွယ်ပြီးတော့ကျွန်တော်တို့လည်းမလိုက်ဖြစ်လိုက်ဘူး။ဘာမှလည်းတခြားမလိုက်ဖြစ်လိုက်ပဲနဲ့ဆက်မဆုံးသတ်ပြီးတော့ပဲနဲ့အဲ့တရင်ကအဲ့နေရာမှာကာလာတစ်ခုရောက်တော့ခါမှာတလားလောက်ဇရိုက်အဲ့တရင်ကဟော့ဖြစ်ပြီးတော့မှသိမကြဘူးပျောက်သွားတယ်။ဆိုတော့ဝါနဲ့ ထိုင်းနဲ့ကြားမှာညိတာ၃ချက်ရှိသွားပြီအဲ့တော့တေချာတာက1နဲ့ထိုင်းနဲ့ဒီညိစရာကိစ္စတွေတော့ပေါ်ပေါက်နေပြီအဲ့တော့ထိုင်းဟာမြန်မာအစိုးရနတ်ဆောက်ခအစိုးရရဲ့သဘောထားကိုစောင့်စည်းနေတယ်စနေနာနေတယ်သူတို့စောင့်ဆိုင်ပြီးတော့နားထောင်နေတယ်လို့ကျွန်တော်ခံမှန်းကြည့်တယ်နတ်ဆောက်ခအစိုးရကလည်း1နဲ့ပတ်သက်ပြီးသဘောထားကိုထိုင်းကို message ကြီးပေးထားကောင်းပေးထားနိုင်ချင်ရှိရသူတို့တော့အပကသူ့ကိုယ်တိုင်မလုပ်နိုင်လို့ထိုင်းကိုအားပေါ်ပုံရတယ်เนาะငါသားတပြီတော့ငါသားတပြီကွာဒါပေမဲ့စိုးသွမ်းရင်တော့မင်းစုံမသိရင်စုံမဘူးလို့ ပြောမလားတော့မဟုတ်ငါသားသမီးကွာမင်းမထိနဲ့ဆုံးမငါဆုံးမမယ်လို့ပြောမလားဘယ်လိုလုပ်မလဲတော့မသိဘူးအဲ့ဒါကျွန်တော်တို့မသိဘူးအဲ့ဒါကျွန်တော်သိသိကြတာဒါပေမဲ့ထားရတော့တော့တော့ပဲ၃ခု၀ါနဲ့တင်လိုက်တယ်ဝါကိုတော့ပဲ၃ခုနဲ့ခေါင်းစက်တက်ထားပြီနောက်ထပ်ဘာတော့ပဲလောင်လို့မသိနိုင်ဘူး၀ါနဲ့ပဲဝါပွင့်လို့ပြောတယ်တော်တော်လေးတော့ထိုင်းမြန်မာနယ်စပ်ကိုခွာပြီးတော့ဝါဝါဆိုတဲ့အတိုင်းဝါတော့တာပဲတေးဦးမှာနယ်စပ်ကိုခွာထိုင်းတယ်ပြီးတော့ဝါဆိုတဲ့အတိုင်းဝါတာပဲဝါတော့တော့ကြောက်စရာကောင်းတယ်ကျွန်တော်ပါလာတယ်ဗျာနော်ဒါလေးကကျွန်တော်တို့သတိထားမိတာလေးပြပြတယ်အဲ့တော့ စိတ်ဝင်စားစိတ်ဝင်စားနဲ့စောင့်ကြည့်ကြဖို့တော့ကျွန်တော်တိုက်တွန်းချင်တယ်နော်အဲ့တော့တိုင်းနေစားမှာဝါဒီနေမီကျူးတဲ့ကိစ္စတွေလည်းကျွန်တော်ထင်တယ်မကျူးကျူးတဲ့ညင်းကြရင်လည်းတဖြည်းဖြည်းနဲ့နောက်ကိုနည်းနည်းလေးကျွန်တော်ထင်တယ်ဝါဆုတ်ပေးထားလို့များတိုင်းဘက်ကတော့ပြတ်ထပ်မတင်တော့တာလည်းမသိဘူးတပ်တိုင်းဘက်ကတော့ပြတ်ထပ်မတင်အဲအကြောင်းထပ်ပြီးတော့တည်လာတာမတွေ့အောင်တကယ်တော့တည်မယ်ဆိုဝါနဲ့တိုင်းနဲ့ကြောင်မှာညီတယ်သုံးချက်ရှိပြီဆိုတော့ခင်ဗျားတို့သိနေကြလားနော်ဒါတစ်ချက်ပေါ့အဲ့တော့ဒါတစ်ခုပြောပြီးတော့နောက်တစ်ခုကတော့နောက်တစ်ခုတိုက်ပွဲအကြောင်းဒီနေ့ဆက်ပြောအောင်မေးပြဖားကတ်ဒေတာလုံးခေးဘက်မှာတော့တိုက်ပွဲတွေကြီးချနေပြီ စစ်တပ်ကစစ်ကြောင်းတွေထိုးတယ်ဗျာအဲ့ဖားကန်စစ်ကြောင်းထိုးရဲ့ဟိုလိုင်သာဘက်ကိုလည်းဥတည်သွားနေတယ်ကြားတယ်ဗမောတစ်ဖက်က KIA ကလာတိုက်နေပြီမဲ့တပ်ကဗမောတိုက်တဲ့အုပ်စုကတပ်ကရှင်းရှင်းပြောရင်စိတ်ကိုမပူတော့တဲ့သဘောပဲအဲ့ဒါကြောင့်မလို့သူကဗမောဗမောမြင်ပြီ KIA လာတိုက်တဲ့လောက်တိုက်သူကဖားကန်တဲပြီးတက်သွားတယ်ဟိုဘက်ကလုံးခင်းကိုတက်သွားတယ်ဖားကန်ဒီဘက်တက်သွားပြီးတော့ဟိုဘက်ဖားကန်တက်သွားပြီးဒီဘက်ကိုလိုင်သာတက်တယ်စစ်ကြောင်းတွေကလည်းအပေါ်ဒီလိုဖြန့်ခွဲပြီးတက်သွားတယ် မြေကြီးနားဘက်ကနေမြေဒီလိုခွဲထွက်သွားတော့မသိဘူးကျွန်တော်တို့ဘယ်လိုခွဲထွက်လို့မစင်ကြောက်တော့အဲ့ဒါအဲ့ဒါကျွန်တော်တို့မသိဘူးပေါ့နော်အဲ့ဒါလိုခွဲခွဲလို့ခွဲပါမယ်နော်ဆိုတော့လောက်အဲလိုက်လိုက်စားမှလည်းလိုက်စားမှလည်းအဲ KIA အုပ်စုကစစ်တပ်ရဲ့စစ်ကြောင်းတက်လာတဲ့လမ်းကြောင်းတွေကိုဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်တားဆီးနေရတဲ့ဒီဆောင်ရောက်ရောက်နေတယ်။တချို့ကလည်းဖားကံမှလည်းစစ်တပ်ရဲ့စစ်ကြောင်းတက်လာတော့တားဆီးတိုက်ခိုက်နေရတဲ့သဘောကိုတွေ့ရတယ်။ဆိုတော့လုံခင်းမှဆိုဒီတိုက်ပွဲဖြစ်တယ်။တိုက်ပွဲဖြစ်တယ်ကျွန်တော်ဒီနေ့ဆိုတစ်တော်မှကြည့်တယ်တွေ့ရတယ်။တစ်တော်မှလည်းတွေ့ရတယ်။တစ်တော်မှလည်းတချို့ဒီလုံခင်းဒေသကလေးက ရိုက်ပြီးတော့မြူတင်တာအဲ့ပရော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 ့ပြစ်နေကြတာအပြန်နဲ့ပရော့ပရော့ပရော့ပြစ်နေကြတဲ့အတန်လေးကြားတယ်အဲ့မှာပြစ်တဲ့နေရာဘက်ကိုတော့ဖုန်းနဲ့ရိုက်ထားပြီးတော့ဟာချဝင်ကြပြီတဲ့ဒုက္ခပဲသူတို့လုံခင်းမှာချပြီးတော့အဲ့လိုဖြစ်တယ်ပေါ့နော်ဆိုတော့လုံခင်းဘာကလုံခင်းဒေတာမှာဒီလိုတိုက်ပွဲဖြစ်တဲ့ကိစ္စကတော့ရှင်းရှင်းလေးပြောရင်စစ်တပ်ကတော့ဒီနေမြေပြန်စိုးမိုးရေးဆိုတဲ့ခေါင်းစဉ်နဲ့သွားသလားဒါမှမဟုတ်ရည်ရတခုခုနဲ့တမင်ကိုကျွန်တော်စစ်တောင်းဖြန့်ထားတာလားဆိုမသိဘူး။အဲဆိုဖားကန်ဒေတာကဖားကန်ဒေတာကခင်ဗျားတို့အားသေးစရာပဲရှိအခုချိန် စစ်တပ်လည်းရှိတယ်ကရဟေလည်းရှိတယ်နော်စစ်တပ်ကြီးလည်းရှိတယ်နော်အဲ့ဂျဲတွေလည်းရှိတယ်ဒါပေမဲ့တခါတည်းကသူတို့ချင်းချင်းတောင်းတောင်းမတိုက်တဲ့ပွဲတွေလည်းရှိတယ်อืมမတိုက်ဘူးကြီးအဲ့တော့ပြီးတော့တခါကြောက်တူးတဲ့အုပ်စုတွေတထေးတွေကလည်းအဲ့ဂျဲဟောစစ်တပ်ကိုရောထွေးအုပ်ကိုရောအဲ့မှာရှိတဲ့အာနာပိုင်အဖွဲ့စည်းအကုန်လုံးမှန်တယ်များလက်နက်ကင်တာရောမကင်တာရောအာနာပိုင်အဖွဲ့စည်းမှန်တယ်များလုံးပုံရှိမှန်တယ်များအကုန်လုံးကိုဖားကကြောက်တူးအကုန်လုံးအကုန်ဝင်ထားတယ်อืมတန်တန်ပေးတယ်ဗောဗျအကောင်ကြီးကြီးသလားသိရင်သိသလားလက်ရင်လက်သလားလူတွေတိုက်ပတ်နေတဲ့အဆောင်ရောင်အပေးကန်တွေအကုန်ပေးတယ် ဖခင်တတိယကျောင်းတတိယကိုပေးတယ်။ဖခင်ကျောင်းတတိယကိုလုံးဝင်မပေးဘဲနဲ့အခကြေးဝင်မပေးဘဲနဲ့ကျောက်တူးခွင့်ရနေတယ်ဖခင်ကျောင်းတတိယတက်ရောက်မှမရှိဘူး။อืมပေးကိုပေးရတယ်မပေးလို့မရဘူး။ KIU လည်းပေးရတယ်ဒီဘက်ကအာနာမေဖွဲ့စည်းတွေလည်းပေးရတယ်။အဲ့တော့ခင်ဗျားတို့အနေနဲ့ဖခင်မှာကျောက်တူးပြီးချမ်းသာလာပါလေဆိုတတိယတယောက်တွေ့ရင်အဲ့တတိယကိုမေးရမှာကခင်ဗျားဘယ်ဖွဲ့စည်းမှာပတ်စံတစ်ချက်မှမပေးဘဲနဲ့ဖြတ်သန်းနိုင်ခဲ့တာဝမ်းသာတယ်ဗျာကိုကြီးလည်းပြောကြည့်သူတွန့်သွားလိမ့်မယ်။သူ့ကိုရွက်နေသူကသာလို့ဘာလို့တော့ မกินတော့မกินတာအကုန်ပေးနေရတာအကုန်ပေးရတာနောက်သူတရင်တော့တော့မလို့တရင်တော့ပါပေးတာကဲရှင်းရောဖားကပါတရင်တော့ပါပေးတာအဲ့လိုပေးတော့ခက်စမ်းစားကြည့်ဗျာဖားကန်ခြေသွားဆိုင်တဲ့တရင်တော့တွေโอเคလားကြီးတော့ခင်းနေတာပေါ့နော်အဲ့လိုရှိတယ်ဒါကြရင်ဖားကန်ကတော်တော်လေးကိုငွေရှာရလွယ်တဲ့ကိစ္စလို့လဲငွေရှာလွယ်တဲ့နေရာလို့လဲပြောလို့ရတယ်အဲ့လိုလဲပြောလို့ရတယ်ပေါ့နော်တကယ်ကိုပဲဒီယန္နာနယ်ကြီးဖြစ်တော့အားလုံးကအားလုံးကဒီနေရာနေကိုသိကြုံရှာနေကြတယ်အဲ့တော့ဒီနေရာမှာတိုက်ပွဲဖြစ်ပါမလားလို့မိကိုမင်း ဘဲခင်ဗျာကြောက်တူးရာဒီမှာတိုက်ပွဲဖြစ်တာရှားတယ်အခုမိုးရင်းကြတော့ဖြစ်ပြီးပရော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 နဲ့ပြစ်ကြပြီဆိုတော့ကြောက်မှမတူးစရာမရှိဘူးမိုးရင်းကြောက်တော့တူးလို့မရဘူးရေရှမ်းလို့အခုကေးပေါ်မှာကြောက်တူးရင်အခုသေးပေါ်မှာဆိုတော့ဒီမိုးရင်းမှာပရောပရောပရောလို့လုပ်တယ်နောက်ຫນွေလေးရောက်တော့ဟိုပစ်ငင်းချင်းယူလိုက်ကြတော့လာတော့ကျွန်တော်မသိဘူးအဲ့ကြတော့ဘလို့ဆက်ပြလို့မသိဘူးအခုတော့တက်ကနေမြေစိုးကိုသွားတာဆိုရင်တော့တခါလဲစိုးမောင်းလောက်ထားလိုက်ဘာလို့ဒီ9ဒီနေရာနေပြီးထွက်သွားတယ်တွဲထွက်တဲ့ရန်ကြတာတွေကနိုင်ငံတော်ကတည်တည်ချာချာလဲအခွန်ငွေတည်ချာချာမရဘဲနဲ့ နော်ရမှန်းရသလားမရသလားမသိဘဲနဲ့ထောက်တော်တဲ့ပတ်သက်နေနေတာမဟုတ်ဘူးနော် KI ရဲ့အဲ့ဒီကနေပြီးရတနာတွင်းခုထိုင်ပြီးတော့လက်နဲ့ဒီထိုင်ဝဲနေတာလက်နဲ့ထိုင်ထုတ်နေတာ KI ရဲ့အဲ့တော့ KI ထိပင်းကောင်းတော်ကြီးအကြီးကျယ်ချမ်းသာနေတယ်အဲ့ဒီပုံစံနဲ့ဆိုတော့ဒါကြောင့်တက်ကထိချုပ်မယ်ဆိုရင်ဒီချထိချုပ်လို့လေအကယ်၍ဖားတန်ကိုတက်ကထိချုပ်မယ်ဆိုရင်ကြီးမားတဲ့စပွဲကြီးတွေတကယ်ရင်ဆိုင်မယ်တကယ်သာထိချုပ်ဖို့သွားရဆိုရင်အကြီးစားစပွဲတွေရင်ဆိုင်မယ်အခုဖြစ်တယ်ဆိုတော့ပရပရပရဆိုတာတစ်ဖက်နဲ့တစ်ဖက်ကိုကြီးစဲနေသလိုလောက်ပဲကျွန်တော်မြင်တယ်ဒါတေချာတော့ထူးထူးခြားဒီလုံးခဲမှာလာဝက်ဖြစ်လာတယ်ဆိုတော့ကိစ္စထူးခြားတယ် အဲလုံခင်းဒေသခံတွေတချို့တွေတော့အခုတော့တချို့တွေတော့အထုတ်တွေပြင်ကြရပြီလို့ကြားတယ်ဒီဘွဲကကြီးများကြီးမလားမသိလို့တွန်းနေကြတယ်ဘာလို့ရခင်တော့ဖြစ်တဲ့အရာတွေကိုတော့သူတို့ကအေးအေးဆေးပဲပရပရပရကြားလဲသမင်းသားမပြောဘူးလုံခင်းဒေသဘာလို့ဆိုတော့လကောက်ကွာလကောက်ကွာဒီကောင်းနေပြီးချောက်ပြီလားဒီကအဲ့လိုမျိုးသွားပြတာအခုတော့ဒီဘွဲတနေ့ကြီးမယ်ဒီနေ့ဆိုရင်တချို့အတွေ့အကြုံဝင်လာတယ်လို့ကြားတယ်အဲ့တော့ဘာဖြစ်ဖြစ်ဟိုတတိတော်ထားပါတော့နော်စောင့်တော့ကြည့်ရမယ်ဒီတိုက်ပွဲလေးအဆောင်ကြည့်ရမယ်ဘာဖြစ်မလဲတော့ကျွန်တော်မသိဘူးပေါ့နော်အဲ့ဒါလေးကျွန်တော်တက်ပြောတာအဲ့တော့နောက်တစ်ခုကဒီနောက်တစ်ခုကကျွန်တော် โอเคโอเคဒီနေ့ကတော့ဒီလောက်ပါပဲ knock video file မှာပြန်တွေ့ကြမယ်เนาะအားလုံးကိုဂျေဇူးအများကြီးတင်ပါတယ်